မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်လေးကိတ်ကောင်မြို့တဲအနီးမှာရှိတဲ့ဆွဲတော်ဂုံဂျူဟာအမြောက်ကုန်းမှာတိုက်ပွဲများပြင်းထန်နေပြီးတော့ KNU ဦးဆောင်တဲ့တော်လိုက်တပ်များကစစ်ကောင်စီတပ်ကိုပူးပေါင်းတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ3ရက်နေ့ည10:20နာရီမိနစ်20ခန်းကစတင်ပြီးတော့မြောက်ရီမြို့မှာရှိတဲ့စစ်ကောင်စီတပ်ကလက်ခတ်တောင်ပတ်ဝန်းကျင်ကိုလက်နက်ကြီးများနဲ့စတင်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်အတွဲလိုက်လက်နက်ကြီးများနဲ့လည်းပစ်ခတ် ခဲ့ပြီးတော့လက်နက်ကြီး25လုံးထက်မနည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မြောက်ရီမျိုးတောင်ဘက်လေကိတ်ကောမျိုးတဲအနီးမှာရှိတဲ့စစ်ကောင်စီရဲ့ဆွဲတော်ဂုံးဖြူဟာအမြောက်ကုန်းကလည်းလက်နက်ကြီးများနဲ့တော်လိုင်းတပ်များရှိနိုင်မဲ့နေရာများကို ပစ်ခတ်ခဲ့တယ်လို့သိရပါဗါး၄ရက်နေ့မနက်ပိုင်းမှာတော့တော်လိုင်းတပ်များကဆွဲတော်ဂုံးကိုဝိုင်းဝန်းတိုက်ခတ်ခဲ့ကြတယ်လို့သိရပါဗါးဆွဲတော်ဂုံးကို Cobra ချက်တဲ့ Venom စစ်ကြောင်းတွေနဲ့ KNL ပူးပေါင်းတပ်ဖွဲ့တွေကဝင်းရပိတ်ဆို့ထားတယ်ကိုရီဘက်က drone တွေနဲ့ဘုံကျဲချပြီးတော့ခွဲကုန်းကနေ sniper တွေနဲ့လည်းပြန်ပစ်တယ်လက်နက်ကြီးနဲ့ရောစက်တနတ်တွေနဲ့ရောပြန်ပစ်တယ်၈၁မမနဲ့၁၂၀မမစိန်မောင်းနေနဲ့ညာကလေးကပြစ်နေတာ အခုတော့တော်လိုင်းတက်တွေကဝိုင်းပြီးတော့တိုက်နေကြတယ်လို့တော်လိုင်းသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်လက်တလုံးမှာကရင်ပြည်နယ်မှာတကြောပြန်ဖြစ်ပွားလာတဲ့တိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီဘက်က BGF ကစစ်ကူပေးလျက်ရှိပြီးတော့တော်လိုင်းတက်များသိမ်းပိုက်ထားတဲ့နေရာများကိုလည်း BGF နဲ့စစ်တပ်ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်နိုင်ဖို့အတွက်ကြိုးပမ်းမှုများရှိနေကြောင်းတော်လိုင်းစစ်သတင်းအရင်းမြစ်ကပြောကြားထားပါတယ်ကော်ပိုရာပူးပေါင်းအဖွဲ့ဦးဆောင်တဲ့တပ်တွေတော်လိုင်းအဖွဲ့တွေသိမ်းထားတဲ့395 396 39ခွန်အဲ့ဒီနေရာတွေကိုအခု BGF နဲ့စစ်ကောင်စီပူးပေါင်းပြီးတော့ပြန်သိမ်းဖို့လုပ်နေတယ်တိုက်ပွဲတွေပြန်ဆနေတယ် ပြန်ဖြစ်နေတယ်ကိုရီဘက်ကတော့ရဲဘော်တယောက်ကျသွားတယ်လို့စီရဲသတင်းရေးမြစ်ကပြောကြားထားပါတယ်ကရင်ပြည်နယ် KNU တပ်မဟာ6နယ်မြေမှာစစ်ကောင်စီရဲ့စခန်းများမရှိတလို့နဲပါသွားပြီးတော့မြောက်ရီမြို့ကိုတော့ BGF ကထိန်းချုပ်ထားကစစ်တပ်က BGF ရဲ့အကူအညီနဲ့မြောက်ရီမှာပြန်လည်တပ်ဆွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်55ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုအဝေးထိပ်မှနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၄ရက်နေ့ည9:45မိနစ်ခန့်မှာဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်55ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုရန်ကုန် Urban Column အဖွဲ့ကတော်လိုင်းရဲဘော်များကအဝေးထိပ်မှနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအုပ်ချုပ်ရေးမှူးရုံးအုတ်တန်းပြိုကျခဲ့ပြီးတော့ပြူစော်ဒီနှစ်ဦးထိခိုက်ဒဏ်ရာရရှိကပြည်စည်းမှုအခြေအနေကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါတယ်။ကျွန်တော်တို့ရဲဘော်တွေစူးစမ်း နေကြပါတယ်။နောက်လဲဆက်လုံနိုင်အောင်လို့ပြည်သူတိုင်းပြည့်မထားကြဖို့နဲ့ပူပေါင်းပါဝင်ပေးကြဖို့ကိုပြောချင်ပါတယ်။ကျွန်တော်တို့အဖွဲ့အနေနဲ့အာနာရှင်စနစ်ကြာဆုံးသည့်အထိကိုဆက်လက်ပြီးတော့တိုက်ခိုက်တော်လှန်သွားပါမယ်လို့ Rangoon Urban Column အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီအုပ်ချုပ်ရေးမှုရုံးမှရှိတဲ့ပြူစောထီးများဟာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့လူသစ်စုဆောင်းနေခြင်းကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း Rangoon Urban Column အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ပောက်ကွဲကံကတော်တော်ကိုကျဲတယ်ရက်ွက်တစ်ခုလုံးကိုကြားရတာ ထိခိုက်မှုရှိတယ်လို့တော့သိရတယ်လူနာတင်ကားတွေတွားတာလည်းတွေးရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အာနာသိန်းစစ်ခေါင်းဆောင်မင်းအွန်လိုင်းကစက်တမာလ၄ရက်နေ့မှာကရင်နီပြည်လွိုက်ကော်မြို့ကိုလာရောက်တဲ့အချိန်ကရင်နီအမျိုးသားများကာကွယ်တပ် KNDF က၁၂၀မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီတပ်စီကနေပြီးတော့တင်ထားတဲ့120မမနဲ့အကြမ်းဖက်စစ်ကောင်တောင်ကိုပြပစ်ခဲ့တာပါလို့ KNDF ရဲ့ဒုစစ်ဦးစီးချုပ်ကတီးပြပြောကြားထားပါတယ်။တရင်ကြိုရတဲ့အတွက် KNDF ရဲ့လက်နက်ကြီးတပ်ဖွဲ့ကိုကျွန်တော်တို့တွေအမိန့်ပေးပြီးတော့တိုက်ခိုက်ခိုင်းခဲ့တာပါလို့၎င်းကဆက်ပြောပါတယ်။အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုက်ဟာရိုက်ကော်မျိုးကိုရောက်ခါစားမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်ထိခိုက်မှုရှိတော်လဲအသေးစိတ်အတီးပြရန်ခက်ခဲနေသေးတယ်လို့သိရပါတယ်။ အာနာသိန်းစစ်ကောင်းဆောင်ဟာရိုက်ကော်မြုပ်မှာရှိတဲ့ဒေတာကော်ကဲမှုစစ်ဌာနချုပ်ဒါကာစရိုက်ကော်နေမြေအတွင်းနေမြေတည်ငြိမ်အေဂျင်စီဆိုင်ရာဆောင်ရွက်ထားရှိမှုများကိုစစ်ဆေးခဲ့တယ်လို့စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းဌာနဖြစ်တဲ့ MRTV ရုပ်သံက စက်တင်ဘာလ၄ရက်နေ့ညမှာကျင်းပခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မင်းအောင်လှိုင်ဟာခရီးပြင်းတဲ့အစိုးရအဖွဲ့ဝင်များပြည်내အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမြို့မိမြို့ဖများနဲ့ဒေသခံပြည်သူများကိုတွဲဆောင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါကြောင့် KNDF ရဲ့တိုက်ခိုက်မှုဟာအာနာသိန်းစစ်ခေါင်းဆောင်ကိုတော့မထိခဲ့ဘူးလို့သိရပါတယ်။အာနာသိန်းခေါင်းဆောင်မင်းအောင်လှိုင်ကလိုက်ကော်မြို့ကိုလာရောက်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ KNDF ရဲ့ဒုစစ်ဦးစီးချုပ်က များများလာပေးပါကျွန်တော်တို့ရဲ့လက်နဲ့အဆုံးသတ်ပေးလိုက်တယ်ဆိုတဲ့ပတ်မိုင်းကိုရေးကျင်လို့ပါလို့အဲ့ဒါပဲပြောကျင်ပါတယ်လို့မှတ်ချက်ပြုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအရာတော်မြို့နယ်မှာစစ်ကောင်စီကအုံပြုနေတဲ့တရုတ်နိုင်ငံလုံး Ahead Ace Company ထုတ်ထောက်လန်းရေး drone အသစ်တစ်စင်းတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ၄ရက်နေ့အရာတော်မြို့နယ်အတွင်းမှာပြန်ဆန်းသွားလာထောက်လန်းနေတဲ့စစ်ကောင်စီရဲ့ drone တစ်စင်းကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီ drone ဟာတရုတ်နိုင်ငံဘေကျင်းအခြေစိုက် Ahead Ace Company ကထုတ်လုပ်ထားတဲ့ ထောက်လန်းရေး drone တစ်စီးဖြတ်ပြီးတော့အရာတော်မြို့နယ်မှာထောက်လန်းပြန်တန်းနေတဲ့အချိန်မှာပြတ်ကျသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ drone ကတော့သူ့ဟာသူပြတ်ကြတာပဲတရုတ် drone အမျိုးအစားလို့တော်လိုင်းသတင်းရင်းမြစ်ကပြောဆိုထားပါရယ်စစ်ကောင်စီကအသုံးပြုနေတဲ့အဲ့ဒီတရုတ်လုံ drone ကို Ahat X Company ကထုတ်လုပ်ထားခြင်းဖြစ်ပြီးတော့ Ahat X Company ဟာ2014ခုနှစ်မှာစတင်ထူထောင်ထားတဲ့ကုမ္ပဏီဖြစ်ကတရုတ်ဘေကျင်းအခြေစိုက်နီးပညာ iFly UAS Company ရဲ့အခွဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှိတဲ့ကံမဆက်ယုံရဲကင်းစခန်းကို၄ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများအလုံးဟာစခန်းကိုဆုံခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ31ရက်နေ့ကနေစတင်ပြီးတော့ကမ္ဘာစက်ရုံရဲကင်းစက်ခန်းကိုတော်လိုက်တပ်ဖွဲ့များက၄ရက်ဆက်တိုက် drone နဲ့ဗုံးကျဲတိုက်ခတ်ပြီးတဲ့နောက်စက်တမာလ၄ရက်နေ့မနက်အစောပိုင်းမှာရဲကင်းစက်ခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားအားလုံးစက်ခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီ၄ရက်ဆက်တိုက်တိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။စစ်ကောင်စီတပ်သားများဟာထွက်ပြေးသွားပြီးတဲ့နောက်တော်လိုက်တပ်ဖွဲ့များကနေနေရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုများကိုကမ္ဘာတပ်ပေါင်းစုရဲ့ drone အဖွဲ့များညာမြို့နယ်ပကဖရဲ့ drone အဖွဲ့များပေ ောင်းမြို့နယ်ပကဖရဲ့ drone အဖွဲ့များမကွေးတိုင်း drone team နဲ့မဟာမိတ်တော်လိုင်းရဲ့အဖွဲ့များဟန်ချန်ငင်ကြီးပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ပခုတ်ကူမြို့နယ်နယ်မြေနဲ့ကံမဒေတာပကဖအနေနဲ့ပခုတ်ကူခရိုင်အတွင်းကြန့်ရှိနေတဲ့စီးရေးပြင်းပများဖြစ်တဲ့အကြမ်းဖက်စစ်ကောင်စီစခန်းများကိုမဟာမိတ်တော်လိုင်းရဲ့အဖွဲ့များတိုက်ရဲတပ်ဖွဲ့များနဲ့အတူလက်တွဲပြီးတော့ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့ပေါ်ကစစ်ကောင်စီတပ်သားတအူးဟာလက်နက်ခဲအများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ2ရက်နေ့မှာဟာခါမြို့ပေါ်ကစစ်ကောင်စီရဲတပ်သားတအူးဟာ G3 အမျိုးသားတပ်နဲ့တလက်ယူဆောင်လာပြီးတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တဲ့အတွက်ပြည်သူနဲ့အတူတော်လှန်ရေးမှာပူးပေါင်းပါဝင်လိုခြင်းကြောင့် CDF ဟာခါထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလက်နက်နဲ့အတူအလင်းဝင်လာတဲ့ရဲတပ်သားကို CDF ဟာခါကဂေါ်ပြူးစုငွေချိမြက်ပေးခဲ့ပြီးတော့လုံခြုံတဲ့နေ ရာကိုပို့ဆောင်ပေးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းစောတိမြို့နယ်နဲ့ကျုံတိုးမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ငယ်များနဲ့ပစ်ခတ်ခြင်းကြောင့်ကလင်းငယ်တအုပ်အပါအဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူ၁၅ဦးကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ၂ရက်နေ့မနက်ပိုင်းမှာစောတိမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အင်အားတရာခန့်ရှိတဲ့ခလာရ50ခွန်ခမရ349ခမရ350နဲ့ခမရ954တို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာနှုံအိုင်ဆက်လန်းမှာရွှေလုတ်ကွက်မှာအလုလုကိုင်းနေတဲ့ပြည်သူ၁၀ဦးနဲ့ကြောက်တန်းခွင်မှာ rubber ချလုပ်ငန်းလုပ်ကိုင်နေတဲ့ပြည်သူ၅ဦးလို့ကိုအကြောင်းပဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာညနေ6:00နာရီအချိန်ကမှကြောက်တန်းရွာကအသက်16နှစ်အရွယ်ဖြိုးမင်းထက်နဲ့အသက်30နှစ်အရွယ်ထန်လင်းအောင်တို့ကိုတနက်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဖမ်းခံရတဲ့ပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ကြီးများကိုထန်ခိုင်းပြီးတော့လူသားတိုင်းအဖြစ်နဲ့အုံပြုတ်ကမင်းလန်းတန်စိတ်စခန်းအထိကိုခေါ်ဆောင်သွားပြီးည9:52မိနစ်ခန့်မှပြန်လည်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်စက်တင်ဘာလ2ရက်နေ့ညနေ9:00ခွဲအချိန်ကမှ ကျုံတုံးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တရားကြိုးတက်တဲ့အမြောက်ကုန်းကနေပြီးတော့122မမလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့ရာရေဘူးကြီးကျေးပါအုပ်စု လှိုင်ကွယ်ကြီးရွာအောက်ပိုင်းမှာကြက်ရောက်ပေါက်ကွဲခဲ့ပြီးတော့အသက်၁၇နှစ်အရွယ်စောပြည့်ဖြူအောင်ဟာထိမှန်ဒဏ်ရာရရှိကအသက်64နှစ်အရွယ်ဒေါတင်ရဲ့ဖျားစင်နဲ့နေအိမ်အရှိချမ်းဟာလည်းလက်နက်ကြီးထိမှန်ပြီးတော့ပျက်စီးခဲ့ကြောင်း KNU ဘဟုကပြောပြထားပါတယ်။အလားတူပဲမန်တုံမြို့မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဖျားအပြင်းပေါင်900ဘုံနှလုံးနဲ့လာရောက်ဘုံကျဲချပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ TNL ကပြောဆိုထားပါတယ်။စက်တင်ဘာလ3ရက်နေ့မှာည10:45မိနစ်အချိန်မှာအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချကား UIA လက်ဖက်ဆက်ယုံဘော်ကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်20တက်နဲ့အရွယ်မောင်တက်နိုင်လေးရဲ့ညာဘက်လက်နဲ့နိုင်ယုံမှာထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်ဆက်တက်ရဲ့130တက်ဆက်ခန်းဘော်ကိုလည်းတလုံးကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့အဲ့ဒီအနီးမှာရှိတဲ့နေအိမ်6လုံးထိမှန်ပျက်စီးခဲ့ပြီးပေါင်900ဘုံနဲ့တိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေအိမ်များကို ပလောင်ကြီးနယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ကတာဝန်ရှိသူများကတွားရောက်ရှင်းလင်းပေးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာ PSLF TNLA အုပ်ချုပ်နေတဲ့နမ်ဆန်ကွတ်ခိုင်ကြောင်မဲတီဘောမန်တုံမြို့နယ်များမှာရှိတဲ့ပြည်သူများကိုထိခိုက်စေရန်ရည်ရွယ်ပြီးတော့မကြာခဏလေကြောင်းကနေပြီးတော့လာရောက်ဘုံကျဲတိုက်ခိုက်မှုများကိုပြုလုပ်နေတယ်လို့ TNLA ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းတန့်စဲမြို့နယ်မှာဒုတက်ကြတအူးလက်နက်ခဲများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်350စုချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အလင်းဝင်လာတဲ့ဒုတက်ကြဟာ MA1 တလ 5.56G 26တောင်းနဲ့အတူတန့်စဲမြို့နယ်ပကဖထမ်းမှာအလင်းဝင်လာခဲ့ခြင်းဖြစ်ပြီးတော့ပကဖအဖွဲ့ကငွေကျပ်350စုချင်းမြင့်ပေးခဲ့တာ ကောင်းမွန်စွာစောင့်ရှောက်ပေးထားတယ်လို့သိရပါတယ်ပြည်သူဘက်ကမျက်နှာမူပြီးတော့ဆက်လက်ပြီးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတန့်စဲပကဖအအနေနဲ့နှွေးထွေးစွာကြိုးစိုးနေကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ